နိုင်ငံတကာကပေးတဲ့အကူအညီတွေငလင်တန်တင့်တဲ့ပြည်သူတွေလက်ထက်ကိုအမှန်တကယ်ရောက်ရလာနိုင်ငံတကာကပေးတဲ့ကူညီထောက်ပံ့မှုတွေပြည်သူလက်ထက်ကိုအမှန်တကယ်ရောက်ရလာပြည်သူလက်ထက်ကိုဘယ်လောက်ရောက်တယ်လဲဒီနေ့ကျွန်မကနိုင်ငံတကာအကူအညီမှပြည်သူလက်ထက်ရောက်ရလားဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်ကျွန်မမဘုတ္တူမဟာသွေးပါရှင် နိုင်ငံတကာပြည်တဲ့ကူညီငလျင်တန်တဲ့ပြည်သူတွေလက်ထက်ကိုမရောက်ပါဘူးလို့ကောင်းကြီးကြီးကြီးတက်ပြီးတော့ပြည်ဖြတ်မိကြတယ်မှာရေးသားဖော်ပြကျွန်မတွေ့ရတယ်။ရှေ့ရတဲ့ကဆိုလို့ရှိရင်ကျွန်မခီးသွားနေတာရှိရယ်ပြန်လာတော့လဲကျွန်မအမေကျွန်မကြီးမကောင်းဘူးအဲ့တည်းကျွန်မစိတ်ယုံတင်ထားရတယ်ပြုနေရတာရှိတယ်ကျွန်မမအားဘူးမအားတဲ့အတွက်ကျွန်မတည်နေနားမထောင်ဖြစ်ဘူးတည်နေမတင်ဖြစ်ဘူးဒါကြောင့်ကပြောရချင်ဖြစ်ပါတယ်အချိန်တော့နောက်ကျသွားတယ်ဒီညမှာပြည်ပမိတာတွေဒီ28ရက်နေ့မန္တလေးငလျင်လှုပ်ပြီးဆိုတဲ့ကတစ်ချိန်လုံးပြောခဲ့တာက စက်ကောင်စီကဘာလုပ်နေပါလဲစက်ကောင်စီကအရေးပေါ်ကူညီကြင်ကြေးမလုပ်နိုင်ဘူးအာစက်ကောင်စီကထောက်ပံ့ရေးမလုပ်နိုင်ဘူးစက်ကောင်စီကဘာဖြစ်တယ်တစ်ချိန်လုံးစစ်တပ်မကောင်းကြောင်းပဲပြောကြတယ်အဲ့ဒီလိုမျိုးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတစ်ဖက်နဲ့တစ်ဖက်ကိုနိုင်ငံရေးရပုတ်ခတ်ရမှာမဟုတ်ဘူးတကယ်ဆိုရင်အဲ့လိုလိုမျိုးစစ်တပ်ကကူညီကြေးသိမ်းမပေးနိုင်ဘူးလို့စစ်တပ်ကဘလို့နေပါရဲ့လို့မကောင်းထိုင်ပြောနေမဲ့အစားငါတို့ထောက်ခံတဲ့အန်ဥကြီးဆိုရကြီးကဘယ်အနာမှာဘလို့ကူညီကြေးသိမ်းပေးနေပါရဲ့ခမရ ဘယ်နာမှာဘလို့ထောက်ပံ့ရေးတွေပေးနေပါရဲ့ခမရဘယ်နာမှာဘလို့ဆေးဝါးတွေကုသပေးနေပါရဲ့ခမရအဲ့ဒီလိုတည်င်းနေတင်ဆက်ပြီးတော့စိတ်ဝေဒနာခံစားနေပြီးတော့ခွန်ကြီးကဲရမဲ့နေတဲ့ကုကဲရမဲ့နေတဲ့ပြည်သူတွေကိုစိတ်ခွန်အားပေးရမယ်ဒါပေမဲ့ငလျင်တန်တင့်တဲ့ပြည်သူတွေကိုကိုကြီးကဲကြရေးလုပ်ပေးရမယ်စာဆေးဝါးကုသရေးလုပ်ပေးရမယ်စာသူတို့ထောင်လိုက်တဲ့မိုင်းနေနင်းပြီးတော့เนาะ စကိုင်းမှာဆိုလို့ရှိရင်ညာဒေတာမှာဆိုရင်တစ်လုတ်ွက်တီတစ်တီထုတ်ရောင်းစားနေတယ်ပပုံးလုံးအမိခံနေတစ်ထုတ်ရောင်းစားနေတယ်အထူးသဖြင့်မဟာမြိုင်တော်ကြီးရဲ့မှာရှေဟောင်းအဲကျွန်မ sorry နှစ်နှစ်ချို့အပင်နေတချို့ကျိုးတဲ့ပင်တွေဆိုတက်တန်းရာချီချင်းနေတယ်တက်တန်းရာချီရှိတဲ့ကျုံးပင်တွေကိုမဟာမြိုင်တော်ရဲ့85အရာကံလုံးနှီးပါကိုအလက်ရှိမှာပါသုံးလုံးနေထုတ်ယူရောင်းစား ရောင်းချနေတယ်ဆိုတော့မြေလက်တန်လို့ခေါ်ရဲပြည်ဖြတ်မီဒီယာကိုယ်တိုင်ကဝန်ခံရေးသားထားတာရှိတယ်။ဆိုလိုချင်တာကသူတို့အဲ့ဒီလိုမျိုးတစ်ထုတ်တဲ့နေရာမှာတုံးတဲ့ဆင်းတက်ကောင်မိုင်းနေမိလို့တဲ့။ခြေတော့ပြက်သွားတယ်။ဒါကြောင့်မလို့ဒီဆင်ကိုကုသဖို့ဆေးဝါးကုသဖို့လိုအပ်နေလို့ကျွန်တော်တို့ NUG ကိုကူညီခဲ့တဲ့ပြကြပါဆိုပြီး NUG ကပြန်ပြီးအကူအညီတောင်းနေတယ်။ ပြည်သူကိုကူညီရမယ်စာပြည်သူကိုပဲသူတို့ကပြန်ပြီးကူညီတောင်းနေတယ်ဆိုတော့တစ်ချိန်လုံးကျွန်တော်တို့ကိုကူညီပါကျွန်တော်တို့ကိုထောက်ပံ့ပါကျွန်တော်တို့ကိုငွေကြေးတွေပေးပါကျွန်တော်တို့ကိုဘာကူညီပါဆိုပြီးတစ်ချိန်လုံးဒုက္ခတဲ့လူတရောင်းသားလူအိမ်ပူရစာနပူနစာလုပ်ခဲ့တာပဲရှိတယ်ဒါပဲကလေးရှိရဆိုတော့နိုင်ငံကကူညီတဲ့ငလင်တန်အစ်တဲ့ပြည်သူလက်ထက်ကိုရောက်ချင်းမရောက်ချင်းဒီနေရာမှာเนาะအော်နိုင်ငံရေး မြမအရေးကြွမ်းကျင်သူဆိုတဲ့ဒေါ်မီမီဝင်းပတ်အသက်ကြီးပြီးအချိန်စီးပါစေလို့မျှော်လင့်တယ်။ဒေါ်မီမီဝင်းပတ်ကလည်းပြောတယ်အဲ့လိုနိုင်ငံတကာကပေးတဲ့အကူအညီတွေကတဲ့ပြည်သူလက်ထက်ကိုတစ်ဆက်ရာခိုင်နှုန်းပဲရောက်နေမယ်။ဆိုတော့ခင်ဗျားတို့ကစားပြီးပါတယ်ဟာနိုင်ငံတကာဘယ်နိုင်ငံကလာပြီးကူညီပေးလဲစစ်တပ်ကနာခဲ့တုန်းကလိုရောင်းစားလိမ့်မယ်ဆိုပြီးတော့ခင်ဗျားတို့ဝါဒမှိုင်းနေမိကြတယ်။ဆိုတော့နာခဲ့တုန်းကဘယ်နာမှဘလို့တွေရောင်းစားပါတယ်ပြောတော့လည်းပဲရုပ်တီရှိရှိနဲ့နိုင်ငံကြီးလိုအချက်ကြလက်ကြနဲ့ပြောနိုင်လားဆိုတော့လေဘယ်သူမှမပြောနိုင်ကြဘူး။ တော့ခမားတို့ပြောသလိုစစ်တပ်ကအဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ခမားတို့ကအထင်ကြီးနေတဲ့နော်အခုနိုင်ငံပေါင်း24နိုင်ငံလာရောက်ကူညီတယ်ကုလသမဂ္ဂရဲ့အထွေထွေအတွင်းမှုချုပ်ရဲ့အထူးကိုယ်စားလှယ်နော်အထူးကိုယ်စားလှယ်ပထမနိုလင်းဟင်စာဂျူလီဘီရှော့သူကရိုင်းလာရောက်ပြီးတော့ကိုကြီးကေဆယ်ကြီးကိုထောက်ပံ့ပေးတာရှိတယ်ဆိုတော့ခမားတို့မိမိဝင်ပတ်တို့လိုခမားတို့ညီပေါ်ညီပိတ်တွေတောင်မှစစ်တပ်လက်ထဲကိုထည့်လိုက်လို့ရှိရင်စစ်တပ်ကအယောင်းစားပြီးပြည်သူလက်ထဲမရောက်ဆိုတာသိရင်အဲ့ဒီနိုင်ငံတကာကခေါင်းဆောင်တွေကမသိပဲနေမလား ဲ့ဒါကခေါင်းဆောင်ကြီးတွေကလူပေါ်နေမှာမဟုတ်တာလူပိန်းနေမှာမဟုတ်တာသူတို့ပေးလိုက်တဲ့အကူအညီကပြည်သူလက်ထက်ရောက်လည်မြောက်ဆိုတာသူတို့ခေါင်းထဲမှာကောင်းကောင်းတည်တယ်ဘယ်သူကနိုင်ငံတော်ရဲ့တရားဝင် legitimate legitimacy ဖြစ်တယ်လဲဘယ်သူကမြန်မာနိုင်ငံရဲ့ state actor ဖြစ်လဲဆိုတာသူတို့ကောင်းကောင်းတည်တယ်ကောင်းကောင်းတည်တဲ့အတွက်အဲ့ဒီကုလသမဂ္ဂရဲ့အထူးအထူးရုံမှုချုပ်ရဲ့အထူးကိုယ်စားလှယ်အပါဝင်နိုင်ငံပေါင်း24နိုင်ငံကခမရတို့အန်နူးကြီးကိုမယုံလို့ခမရတို့ကိုမပေးတာပေါ့ ဒါဟာရှင်းရှင်းလေးပဲလေခမားတို့ကိုမယုံလို့ခမားတို့ကိုမပေးတော့ဘူးခမားတို့ကမစားရတဲ့အမဲတဲနဲ့ပတ်နေကြတာဒါဟာပဲကလေးရှိတရားနောက်တစ်ခုအနေနဲ့နန်းနေကအကူအညီတွေကပြည်သူတွေလက်ထက်ရောက်တယ်မရောက်ဘူးဆိုတာကလက်ရှိကာလတည်အရေးပေါ်ကူညီကယ်ဆယ်ရေးကာလဖြစ်တယ်။ပြန်လဲထူထောင်ရေးကာလမဟုတ်သေးဘူး။အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုတာကခင်ဗျားတို့ပြောလိမ့်မယ်ငလျားလှုပ်လိုက်တယ်တိုက်တွေပြိုသွားတယ်အဆောက်အုံတွေပြိုသွားတယ် အဲ့အပြိုပြက်တွေမှာပိတ်မှုတွေနေရသူတွေကိုကူညီကယ်ဆယ်ပေးရမယ်ဒါဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့အတွေ့အကြုံမှာရေးဘော်ကူညီကယ်ဆယ်ပြီးသွားပြီလို့ခင်ဗျားထင်ကြတယ်မြားတို့အုံနောက်တည်တည်နေနေတယ်ဥပမာအဖြစ်28ရက်နေ့မှာမန်လေးငလင်းလှုပ်လိုက်တယ်တချို့အစနေကလုံးဝပြိုကျပြက်သွားတယ်တချို့ကျတော့အဆောက်အုံတွေကတချမ်းဆောင်းသွားတယ်တချမ်းကျွန်သွားတယ်တချို့အဆောက်အုံတွေကအကွဲသွားတယ်လုံးဝပြိုကျသွားတာမဟုတ်သေးဘူးဒါပေမဲ့လူနေလို့မရတော့ဘူး ျို့ကြနိုင်နေဒါကြောင့်မလို့အဲ့ဒီဘေးနားမှာရှိတဲ့လူတွေကိုလည်းခေးသွားလာနေတဲ့လူတွေကိုလည်းအချိန်မရွေးအန်တရဲပြုတ်နိုင်နေဒါကြောင့်မလို့ကျွန်မသွားကျွန်မကိုယ်တိုင်သွားခဲ့တော့ကျွန်မတွေ့ခဲ့ရတယ်တချို့ဆိုလမ်းမှာပိတ်ထားတယ်ဘာလို့လဲဆိုတော့ဒီမှာအဆောက်အဦတွေကတချမ်းဆောင်နေတချမ်းရွယ်နေတယ်ဟိုပြိုပြက်နေတယ်ပြိုလက်စာကြီးဖြစ်နေရအချိန်မရွေးပြိုကြနိုင်တာဖြစ်တဲ့အတွက်လူနေတို့မရတော့တဲ့အတွက်အဲ့ဒီလိုမျိုးပြိုပြက်နေတဲ့အဆောက်အအုံကိုဆက်ရံတရားတွေတော့ဖြိုးချရမှာလည်းပဲ အေးပေါ်ကူညီကြစေပဲရှင်းလာတော့မသိဘူးเนาะအဲ့ဒီလိုမျိုးလိုအပ်နေတဲ့အချိန်မှာလက်ရှိမှာဆိုရင်ငလင်အသေးသားလေးတွေကနောက်ဆက်တွဲငလင်အသေးလေးတွေလှုပ်ထက်ခါထက်ခါလှုပ်နေတယ်ကျွန်မသွားပြီးကိုညီကယ်ဆယ်ရေးပေးတဲ့အချိန်တုန်းကတော့မှပဲထောက်ပံ့ရေးပေးတဲ့အချိန်တုန်းကတော့ကျမမျက်မြင်ကိုယ်တွေ့ကျမကိုယ်တိုင်နဖိုးတွေဒူးတွေကြုံခဲ့ရတယ်။နောက်ကျမတို့ကပုံမှန်ပုံမှန်ဆိုဒီလမ်းဟောင်း sorry လမ်းတစ်ကနေသွားတယ်အမြန်လမ်းကနေသွားတယ်ဒါပေမဲ့မန္တလေးအဝင်အမြန်လမ်းမှာ လမ်းတွေလည်းမကောင်းဘူးတံတားတွေလည်းပြက်နေတယ်ကားမောင်းလို့မရတဲ့အတွက်เนาะကျမကိုယ်တိုင်ကဒီဘက်ကမြင့်ငယ်เนาะမြင့်သားเนาะဆင့်ကိုင်းတို့ကြောက်ဆဲတို့ကုမဲတို့ပျော်ပဲဝမ်းတွင်းပေါ့เนาะဒီလမ်းဟောင်းကိုသုံးပြီးတော့ပြန်ခဲ့ရတယ်သွားခဲ့ရတယ်အဲ့ဒီလမ်းဟောင်းတိုင်းပဲသွားတာအဲ့ဒီမှာနောက်ဆက်တဲ့ငလျင်အသေးလေးလှုပ်တဲ့ခါကျတော့အဲ့ဒီလိုမျိုးတချမ်းဆောင်းနေတဲ့ဆောင်းအောင်ကြီးเนาะ အောက်ကမြေရောက်တဲ့ဟိုတစ်ထက်ကျုံပြီးတော့ပေါ်မှာနှစ်ထက်ကျန်နေတဲ့အဆောက်အုံတွေကငလင်းအသေးလေးလောက်တဲ့ခါကျတော့ဖြိုးချပြီးတော့ကင်ဆွဲလှုပ်လိုက်တယ်လို့ဖြိုးချပေးပြီးသားဖြစ်သွားတယ်။အဲ့ဒါလည်းပဲတနည်းအားဖြင့်အစိုးရကအကောင်းမယ်။အဲ့ဒီလိုမျိုးငလင်းအသေးလေးတွေဆက်မလှုပ်လို့ဒီအဆောက်အုံတွေမပြုတ်ဘူးဆိုရင်ကျမတို့ကဆက်ရန်တရားတွေသုံးပြီးတော့အချိန်တွေလည်းကုန်မယ်ငွေတွေလည်းကုန်မယ်။ဆက်ရန်တရားတွေသုံးပြီးတော့ဖြိုးချရအောင်မှာ ဲ့ဒီဖြိုချရမယ့်ဟာကိုအခုငလင်းအသေးစားလေးတွေလှုပ်နေတော့ဖြိုချပေးပြီးသားဖြစ်သွားတယ်။ဆိုလိုချင်တာကအဲ့ဒါတွေအကုန်လုံးကအရေးပေါ်ကူညီကယ်ဆယ်ရေးကာလဖြစ်တယ်။နိုင်ငံတကာကနေလာပြီးကူညီပေးတာဆိုရယ်လက်တလုံးမှာပေးသွားတာကအရေးပေါ်ကူညီကယ်ဆယ်ရေးကိုပေးသွားတာ။ပြန်လဲထူထောင်ရေးအတွက်တဲ့အိမ်တော်ကိုငွေဘယ်လောက်တမိသားစုကိုငွေဘယ်လောက်ဆိုပြီးပေးသွားတာဘာတစ်ခုမှမရှိဘူး။ခမရတို့ဒီတစ်ခုကိုကွဲကွဲပြားပြားသိဖို့လိုအပ်တယ်။နိုင်ငံတကာကပေးသွားတဲ့အကူအညီတွေဒီလက်ရှိမှာနိုင်ငံပေါင်း24နိုင်ငံကပေးခဲ့တဲ့အကူအညီကအရေးပေါ်အကူအညီကယ်ဆယ်ရေးအတွက်ပေးသွားတာ ပြန်လဲထူထောင်ရစ်တဲ့ပြေးသွားတာမဟုတ်ဘူးဒီအကြောင်းအရာကိုကောင်းကောင်းမသိပဲနဲ့ညီပေါ်ညီပိတ်တွေနဲ့မြမပြေကလူပေါ်လူပိတ်တွေကိုခင်ဗျားတို့ကျင်းမထင်နဲ့ဒေါ်မီမီဝင်းပတ်တို့ကိုအသက်ကြီးပြီးအချိန်မစီးတဲ့မိမတွေမဖြစ်စေနဲ့နော်ကြုံတော့မှကျွန်မဆုံးပါမယ်ဒေါ်မီမီဝင်းပတ်အဆက်ရှိတယ်ဆိုရင်တိုက်ခါရှိတယ်ဆိုရင်ကိုယ်စကားကိုတောင်းယူမှုတာဝန်ခံရဲတဲ့တတိရှင်းမှရှိတယ်ဆိုရင်ကျွန်မကိုလာတောင်းမှန်ပါဒေါ်မီမီဝင်းပတ် ဒေါက်တာလှကျော်သောဆိုတဲ့အဖွားကြီးနိုင်ငံရေးလိလာသူတို့နိုင်ငံရေးတုံးသက်သူတို့ခေါင်းစဉ်တက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာအစည်းကုတ်မဲ့အထိမ့်မဲ့အကုတ်မဲ့ဇကားတွေဗျံပတာပြောနေကြတဲ့လူတွေရှင်နေကြီးဦးကြီးမြင့်တို့ဦးတန်းစိုးနိုင်တို့နော်အမြမအရေးကြွနေလူဒေါက်တာလောက်ကျော်စိုးပါတို့စီရေးနိုင်ငံရေးလိလာသူစီရေးနိုင်ငံရေးလှုပ်လှမ်းသူဦးတန်းစိုးနိုင်တို့အရှိနေကြီးဦးကြီးမြင့်ပါတို့ ဟိုကဒေါက်တာမီမီဝင်းဘတ်အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမီမီဝင်းဘတ်ပါတော့အဲ့ဒီလိုမျိုးဂုံပုတ်ကြီးတွေအကြီးကြီးတွေတက်ပြီးတော့နိုင်ငံရေးကိုဗျမ်းပတ်တာတွေပြောနေကြတဲ့လူတွေနော်အာလာရှိမှာခင်ဗျားတို့ကဟာဒီလူကိုလူမှုရေးပြည်တံပေးမယ်တို့အာခင်ဗျားတို့စီတီယမ်လို့လို့ဆိုရှယ်ဖန်နေမဲ့ပေးတယ်တို့အဲ့ဒါမျိုးတွေကအခုရှင်တို့ကိုပြရမှာခင်ဗျားတို့ကိုပြရမှာကျမတို့အရက်တေးတောင်းမှာဆိုလို့ရှိရင်မှားတယ်လူက အမားလုံးမိတဲ့လူကငပြော့ပွဲအုံးပွဲကတော့ပွဲရက်ပြီးတော့လာပြီးတောင်းပန်ရတဲ့ထုံးစံတစ်ခုရှိတယ်။ဒါကကြီးတယ်မှုငယ်အောင်ငယ်တယ်မှုပပြောက်အောင်ရက်ရွာတလေးနဲ့ပေါ့။နော်ကြောက်နေတယောက်တရားဥပဒေပေါင်းလေးကနေတရားစွဲပြီးထောင်ချအပြစ်ပေးနေမဲ့စာကျမတို့ချစ်စရာဒလိထုံးစံတစ်ခုအဖြစ်အမားလုံးမိတဲ့လူကငပြော့ပွဲအုံးပွဲရက်ပြီးရောသွားပြီးရောကတော့တောင်းပန်ရတယ်။အဲ့ဒါလူမှုရေးပြတ်တန်လို့ခေါ်တယ်။ဆိုတော့အဲ့ဒီနော်ဦးကြီးမြင့်ရှေးနေကြီးဦးကြီးမြင့် ကျန်တဲ့ဟိုထိုင်းရငစီဘုံကျိုးမျိုးညစ်တို့လိုလူမြတ်ကျော်တို့ဝရံပြေးတို့လိုဟိုမြောက်ဒီမြောက်အစင်းတန်းနေစကားတဲ့ထဲမပြောဘူးနော်မတန်ဘူးတို့အဖေခေါ်နေတဲ့ရှေ့နေကြီးဦးကြီးမြင့်တို့ဒေါက်တာမီမီဝင်းပဲလို့ဒေါ်လှကျော်စောနံပါတ်ပြောတာဦးတန်းဆိုးနိုင်ရှင်တို့တွေကျမကိုငပြောပွဲရဲ့ကရောပွဲအုံးပွဲရပြီကျမကိုလာတောင်းပန်ရမယ်ရှင်တို့မှာကိုပြောခဲ့တဲ့စကားကိုကိုတောင်းရင်ယူရဲတဲ့တတ်သိရှိတယ်ဆိုရင် တောင်းဝင်ခံရတဲ့တက်တည်ရှိတယ်ဆိုရင်ကျွန်တော်ရှင်တို့တောင်းပါရမယ်။ဇကားဆိုတာကလူတိုင်းပြောတဲ့တယ်။ဒါပေမဲ့ကိုပြောလိုက်တဲ့ဇကားရဲ့တက်ရောက်မှုကိုတောင်းဝင်ယူမှုတောင်းဝင်ခံမှုရှိမှအဲ့ဒီလူကိုတက်တည်ရှိတယ်လို့ခေါ်တာ။ကိုပြောလိုက်တဲ့ဇကားရဲ့နောက်ဆက်တွဲကိုတောင်းဝင်ယူမှုတောင်းဝင်ခံမှုမရှိဘူးဆိုရင်အဲ့ဒါဗျံပတာပြောနေတာ။လူအောက်တန်းစား။ဘာကြောင့်ကျွန်မဒီဇကားကိုပြောလဲ။ကျွန်မမဟုတ်ဘူးမဟာသွေးတီ။2024စက်တလပိုင်းနဲ့က လာမယ့်2025မေလမှာတို့မို့မေလမတိုင်းနေမှာတို့မို့မေလအကုန်နဲ့အချိန်မှာ လာရှုကိုပြန်ရမယ်လာရှုမှာတနတ်တန်ဘုံတန်ကြီးတိတ်သွားလိမ့်မယ်လာရှုမှာ2025မေလမှာတမတော်ရဲ့ပညာရေးရန်တရာပြန်လဲလဲပဲလိမ့်မယ်ဒါကြောင့်မလို့လာရှိုးကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းဆောင်ရတဲ့လူတွေလာရှိုးမျိုးကို2025မေလမှာပြန်ရလိမ့်မယ် လာရှိုးမှာ NASA ကအစိုးရရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်ခုပြန်လည်လည်ပတ်လည်မယ်လို့ကျမကြိုတင်ပြီးတော့နိုင်ငံရေးတုံသက်ခဲ့တဲ့မိမ။အဲ့ဒီချိန်တုန်းကနေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်သေးတာပေါ့လို့မှားသွားရင်တော့နင်းတော့တွေ့မယ်လို့နင့်ကိုဘယ်လိုလုပ်မယ်လို့နင့်ကိုညာလို့လုပ်မယ်ဆိုပြီးကွန်မန့်နေတဲ့မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့ညီပေါ်ညီပိတ်တွေဘယ်ရောက်နေကြလဲ။ဘယ်ရောက်နေကြတယ်လဲ။ လာရှိုးကိုရတာကနိုးဦးတော်လန်ရဲ့မဟာအောင်ပွဲပါလို့မသိရင်ဒီလာရှိုးမျိုးကို MND ရအန်နူဂျီလက်ထဲထဲတော်မလို့ပြောခဲ့တဲ့။ဦးတန်းဆိုးနိုင်တို့ဦးကြီးမြင့်တို့ဒေါ်လှကျော်စောတို့ဒေါ်မင်းမီဝင်းပတ်တို့ခင်ဗျားတို့အဆက်ရှိရဆိုရင်ခင်ဗျားတို့ကိုစကားကိုတောင်းယူမှုတာဝန်ခံမှုရှိတယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဆိုရင်ခင်ဗျားတို့အမကိုခင်ဗျားတို့ကျွန်တော်တို့ကကျမတို့ဒီကျွန်တော်တို့ဒီနိုင်ငံရေးတုံးသက်သူပါကျွန်တော်တို့ဒီစီးရေးနိုင်ငံရေးကျွမ်းကျင်သူပါလို့အမိခံပြီးဗျံပရာပြောနေကြပါတယ်ခင်ဗျားတို့ ်ညလူတို့ကိုဝန်ခံရလိမ့်မယ်နော်လက်ရှိမြန်မာပြည်တွင်းထဲမှာကောနိုင်ငံတကာရောက်နေတဲ့လူတွေကောလက်ရှိ online အားထောင်တဲ့အဖွဲ့တွေကောနိုင်ငံရေးကိုစစ်ရေးကိုမျိုးစုံပြောနေကြတဲ့လူတွေညောင်များစွာရှိတယ်ဒါပေမဲ့ဘယ်နှစ်ဘယ်တော့ဘာဆက်ဖြစ်နိုင်လဲဆိုတဲ့နိုင်ငံရေးတုံ့တက်မှုကိုပြောနိုင်တယ်လို့လက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲမိကလေးထဲမှာလက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲလူငယ်ထဲမှာလက်ချိုးရေးကြည့်ဘယ်နှယောက်ရှိတယ်လဲကျမတယောက်ပဲရှိတယ် စိန်ခေါ်ရင်တော့ကျမတယောက်ပဲရှိတယ်ဂုံစားတယ်ဆိုတာအဲ့ဒီလိုစားရတယ်ဂုံစားတယ်ဆိုတာဂုံရှိမှစားလို့ရတာဂုံမရှိမှစားလို့မရဘူးယူအီစီနဲ့ NLD နဲ့ယူအီစီပေါင်းပြီးလိမ့်နေပြီးရွေးကောက်ပွဲမတိုင်ခင်ကကြိုသုံးသက်ခဲ့တယ်ရွေးကောက်ပွဲပြီးပြီးချင်းမှာပုံမှန်20စားလုံးနဲ့40ကငယ်ရတက်မတော်ကနိုင်ငံတော်နဲ့ဖွဲ့စည်းပေါ်ခြေခံဥပဒေကိုစောင့်ရှောက်ရမယ်တာဝန်ရှိတဲ့အတွက်ရွေးကောက်ပွဲကော်မရှင် UEC ကိုပြည်သူလူထုကကန့်ကွက်ဆန္ဒပြကြပါ ရွေးကောက်ပွဲကိုတက်မတော်ကဝေယဥစည်းချုပ်ကဦးစီးပြီးပြန်ကျင်းပပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါသည်ရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုတုံးသက်ခဲ့တာကျမမြမတနိုင်ငံလုံးမှာလိုက်ရှာကြည့်ကျမတယောက်ပဲရှိတယ်။စိန်ခေါ်တယ်နော်။မဘုတ္တမဟာသွေးတယောက်ပဲရှိတယ်။အတ္တီကြောင့်ပဲမဟာသွေးဖြစ်နေတာ။ကျမကဘယ်တော့မှဘာဖြစ်ခဲ့ပါလဲဆိုပြီးပြောနေတာမဟုတ်ဘယ်တော့ပါဆက်ဖြစ်မယ်ဆိုပြီးပြောနေတာ။ နော်အဲ့ဒီလိုနဲ့2020 12လပိုင်းမှာတက်မတော်ကတက်မဲယုံ၄ယုံပြန်စစ်တဲ့အချိန်မှာ NLD Party ဖျက်သိမ်းခံရပြီးတော့တက်မတော်ဒီဖွဲ့စည်းပုံခြေခံဥပဒေပုံမှာ419အရာကာလုံခေါ်ပြီး418ရာနိုင်ငံတော်အာဏာကိုထိန်းသိမ်းလိမ့်မယ် NLD Party ဖျက်ခံရပြီးဒေါ်စုကြည်နဲ့အပေါင်းဖာတွေထောင်ထဲကိုပြန်သားရလိမ့်မယ်လို့ကြိုတုံးကဲခဲ့တာကျမကြိုပြောခဲ့တာကျမနိုင်ငံရေးအသုံးသက်ခဲ့တာကျမမဟုတ်ဘူးမဟာသွေး2020နဲ့ တစ်ခုနှစ်နှစ်လပိုင်း၃လပိုင်း၄လပိုင်းမှာအဲ့ဒီလိုအချိန်တွေပြောင်းလဲပါမယ်လို့ကြိုးပြောခဲ့တာအချိန်တိကျတယ်နိုင်ငံရေးစစ်ရေးတုံ့တက်တယ်ဆိုတာအဲ့ဒီလိုတုံ့တက်ရတယ်မတူရင်မတူနဲ့နော်မတူရင်မတူနဲ့ကျမတို့ကအရက်ပဲပို့တာညံမပို့ခင်ဗျားတို့ကအရက်ပဲရှိတာညံကလူစင်ပြီမလားနော်တချို့ကတိတယ်မပြောရင်တချို့ကတိတယ်နော်နိုင်ငံရေးတုံ့တက်တတ်ကြတယ် တော်ကြတယ်တက်ကြတယ်ဒါပေမဲ့ပြောလိုက်တဲ့ဇာကားမှားသွားမှာဆိုတဲ့အတွက်ပြောလိုက်တဲ့ဇာကားကအဲ့ဒီလိုနိုင်ငံကြီးကြိုတုံးတက်လိုက်တဲ့ဇာကားတော့ကုန်မှားသွားလို့ရှိရင်တက်တက်လုံးခေါင်းမဖော်ရဲပဲနဲ့နာမည်ပြက်ပြီးအရှက်ရမှာကြောက်တဲ့အတွက်ကိုပြောလိုက်တဲ့ဇာကားပေါ်မှာတာဝန်မယူရဲလို့တာဝန်မခံရဲလို့နိုင်ငံကြီးရကြိုးတုံးတက်နိုင်တဲ့အစီအရာကြိုးပြီးတုံးတက်နိုင်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့မပြောရဲကြဘူး ဘာလို့လဲကိုပြောလိုက်တဲ့ဇကားကိုတာဝန်ရမှုတာဝန်ခံမှုတာဝန်ယူရတဲ့တတ်တယ်မရှိလို့ကျမလည်းပဲလေအခုခင်ဗျားတို့ဟိုဒီလက်ရှိမြန်မာပြည်တွင်းမှာပြည်ပမှာပေါ့အာနိုင်ငံရေးအကြောင်းကပြောတဲ့လူတွေစစ်တဲ့စီးရင်နိုင်ငံရေးပြောတဲ့လူတွေခင်ဗျားတို့မျက်လုံးထဲမှာမြင်မိလိမ့်မယ်အဲ့ဒီလူတွေကုန်းထဲမှာကျမမှာပုထုမှာဟာသွေးတယောက်ပဲရှိတယ်တကယ်လို့များကျမပြောလိုက်တဲ့ဇကားတစ်ခုကမှတ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းပဲကျမရဲ့တိစောက်ခဲ့တဲ့ပုံရိပ်တစ်ခုလုံးကပုံရိပ်ဖြစ်သွားပါလိမ့် ဒါကြောင့်မို့လို့တော်ယုံလူတွေကမပြောရဲကြဘူးအဲ့ဒီလိုမျိုးကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့နာမည်ပြက်သွားမှာဆိုတဲ့အတွက်မပြောရဲကြဘူးဒါပေမဲ့ဦးကြည်မြင့်တို့ဦးတန်းစိုးနိုင်တို့ဒေါက်တာလှကျော်တို့ဒေါက်တာမီမီဝင်းပတ်တို့တို့တို့ကြတော့ပြောရဲတယ်တို့တော့အချက်မရှိဘူးတာဝန်ရမှုတာဝန်ခံမှုလည်းမရှိဘူး သူတို့နိုင်ငံရေးတုံးသက်တယ်အခုတမျိုးတော့အခုတမျိုးတုံးသက်တယ်တော်ကြတမျိုးတုံးသက်တယ်သူတို့တုံးသက်ချက်တွေလည်းတစ်ခါမှမှန်လာတယ်ဆိုတာမရှိတစ်ခါလေးမှတစ်ခုလေးမှမှန်နေဆိုတာမရှိတော့အဲ့ဒီလိုမရှိလာရင်လေကျမတို့ဆိုရင်အော်ငါပြောလိုက်တဲ့စကားမှားသွားရင်ငါနာမည်တော့ပြတ်တော်မှာပဲငါငါအရှက်ရမှာပဲဆိုပြီးတော့ကြောက်ကြည့်သူတို့မှအဲ့ဒီလိုကြောက်တဲ့စိတ်ရှက်တဲ့စိတ်ရှက်ရကြောက်ရမယ်ဟီဒီအော်ဒါပါတယ်ကမရှိကြဘူးမရှိတာဘူး နော်ဆိုတော့အဲ့ဒီလာရှိုးဟိုလာရှိုးကိုပြန်ပြီးတော့ပေါ့နော်ရပြီဆိုတဲ့အခါကျွန်မပုံစံပြီးပြောကြတဲ့လူတွေရှိတယ်သူတဖြင့်ကျွန်မရေဝန်ထမ်းတွေပြောကြတယ်အဲသူတို့ကအဲသူတို့အဲ့ဒီလာရှိုးကလို့ပြီးတော့ပေါ့နော်အဲတိုက်ဝဲတွေဖြစ်လို့ထွက်ပြေးလာရတဲ့အခါကျွန်မကိုပုံစံပြီးတော့သူတို့အာအချင်းတွေဒီဘလို့ရှိနိုင်လဲမေးကြတယ်တချို့ဆိုရင်ဖွင့်ကြတယ်အဲ့ဒီလူတွေကိုကျွန်မတယောက်ချင်းတည်တာအောင်အခုလိုမျိုးကျွန်မကပြောခဲ့တာဖြစ်တဲ့အတွက်အာမဘူးတူရေးတမိပြောခဲ့တာဒီမှန်နေပြီဆိုပြီးတော့ကျွန်မကိုပုံစံပြီးပြောကြတယ်နောက်ဆိုတော့အဲ့ဒီအချိန်တွေကကျွန်မပြောခြင်းမိမယ် ျမမလည်းအချိန်ကြီးကြောင်းကြောင်းမအားတဲ့အတွက်ကျမမပြောဖြစ်လိုက်ဘူးနော်ဆိုတော့ကစကားဆိုတာလူတိုင်းပြောတတ်တယ်ဒါပေမဲ့စကားလိုက်ပြောလိုက်တဲ့စကားကိုတာဝန်ယူရဲတဲ့တတ်တည်ရှိတဲ့လူကတော့ရှားပါတယ်နော်ခင်ဗျားတို့အခုလိုမျိုးနိုင်ငံတကာကပေးလိုက်တဲ့အကူအညီတွေကစစ်တပ်ကနေပေးရင်10ရာခိုင်နှုန်းပဲစစ်တပ်ရလိမ့်မယ်ဆိုပြီးတော့အဲ့လိုဗျံပရာတွေပြောနေမဲ့အစားရှက်တက်ကြတယ်မှာရှက်တက်ကြတယ်မှာနော် ခင်ဗျားတို့တလွဲတွေဗယံပရာတွေအထင်းကုန်မဲ့တွေပြောနေကြတာကိုကိုကိုရှက်တက်ကြသမ်းမှာရှက်တက်တယ်ဆိုရင်ခင်ဗျားတို့တတ်တည်ရှိရဆိုရင်ကျမတို့တောင်းပန်ပါကျမတို့တောင်းပန်ပါ